ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒေါမမခြေစွမ်းပြနဲ့ဘယ်လင်ငန်အငဲကောင်းကိုလမ်းပန်းနဲ့နှားရှင်ချီကျူးလိုက်တဲ့မီခေးရီယကွင်းလည်းလူဂျိုးဘယ်လင်ရန်ညီဖြစ်တဲ့ဂျော့ဘယ်လင်ရန်ကတော့ဒေါမနဲ့ပွဲထွက်ပွဲစဉ်မှာတွင်းကိုရယူနိုင်ခဲ့ပါတယ်ဒီပွဲမှာပြသခဲ့တဲ့ဂျော့ပြဲစွမ်းဆောင်နဲ့ပတ်သက်လို့လည်းဂျက်စီကွင်းလည်းလူကမီခေးကချီကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်သူ့ရဲ့ခြေစွမ်းကိုကြည့်ရတာကျွန်တော်ရဲ့ဒရက်ကစားမှုတွေအသေးမော်တချို့တော့သတိရမိတယ်ဗျာသူပြင်လမ်းဘက်ကိုပေါ့ဆိုပြီးတော့မီခေးကဂျော့ပြဲခြေစွမ်းကိုချီကျူးသွားခဲ့တာပါ ဓာတ်ရနည်းနည်းလေးများသွားပြီလို့တော့မထင်ကြမိဘူးလား job ကတကယ်ပဲလမ်းမနဲ့တောင်နှိုင်းရှင်ပြောလို့ရတဲ့အနေအထားမျိုးရောက်ရှိနေပြီလားမိခင်ကကလပ်ဘဖလားမှာမာမယ်လိုဒီဆန်ဒေါင်းစ်ကိုဒေါမွာ43နဲ့နိုင်ရရှိခဲ့ပွဲစဉ်မှာတွင်ခဲ့တဲ့ job ရက်ကိုဥမာပေးပြီးတော့ပြိုင်မဲ့ဂိုးရီယာတွေကိုတိတ်ဆိတ်နဲ့ဝင်ရောက်နေရာယူတတ်ပုံကိုချီးကျူးခဲ့တာဖြစ်ပါတယ် job ဟာဘောလုံးကိုဖြတ်ပေးပြီးတဲ့နောက်ချက်ချင်းရှေ့တက်ပြေးပြီးတော့ကိုသွင်းနိုင်တဲ့နေရာမှာရှိနေတတ်တယ်လို့မိခင်ကဆိုလိုချင်တာပါဒါကလမ်းဘက်ထင်ရှားတဲ့ကစားတဲ့ပုံစံတစ်ခုဖြစ်ပါတယ် လမ်းဘက်ချဲစီမှကစားခဲ့စဉ်ကနောက်ကျပြီးတော့ဘောလုံးအေရီယာထဲဝင်ရောက်ပြီးဂိုးသွင်းတတ်တဲ့အလေးထားအတွက်နာမည်ကြီးခဲ့ပါတယ်။သူဟာရာသီတစ်ခုမှာဂိုး20ကျော်ထိသွင်းနိုင်ခဲ့ပြီးတော့ဒါကကွင်းလယ်ကစားမတယောက်အတွက်ထူးခြားတဲ့စံချိန်မျိုးဖြစ်ပါတယ်။မီခေကဂျော့ပြဲဘောလုံးရရင်ရှေ့ကိုကြီးဖြတ်ပေးတာရှေ့တက်ပြေးတာဆိုရင်ဒါရဲ့ကစားပုံထောက်ပြပါတယ်။ဂျော့ပါဆန်နာလက်မှကစားခဲ့စဉ်ကဒီလိုကစားပုံစံကိုပြသခဲ့ပြီးတော့သူ့ရဲ့ဘောလုံးအေရီယာထဲဝင်ရောက်မှုနဲ့ဂိုးသွင်းနိုင်တဲ့အခွင့်အရေးကိုဖန်တီးနိုင်ခဲ့ပါတယ်။လမ်းဘက်ဟာလည်းကွင်းလယ်ကနေရှေ့ကိုတက်ပြီးတော့တိုင်းစင်မှာပောင်ရင်တက်တဲ့သူ့ရဲ့ပုံစံကြောင့်ထင်ရှားခဲ့ပါတယ်။ ဒါဂျော့ဘ်နဲ့လမ်းဘက်မှာကစားပုံဆင်တူတဲ့အချက်တစ်ခုဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39963လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်လို့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။မိခေယဂျောဖာဒေါ်မမှာကိုရီအများကြီးတွင်နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဆန္ဒနဲ့မှာကစားခင်းစဉ်ကလှုပ်ပြခဲ့တဲ့ဂျော့ပြဲစံချိန်ကိုကြည့်ရင်2023-24ရာသီမှာ48ပွဲကစားပြီးတော့19သွင်းခဲ့ပါတယ်။ဒါအသက်19နှစ်ရွယ်ကွင်းလက်ကစားမတယောက်အတွက်ထင်ရှားတဲ့စွမ်းဆောင်ရင်ဖြစ်ပါတယ်။လမ်ဘတ်ကတော့ချဲစီမှာ73ရာသီတော့ကစားပြီးတော့232ကိုအဲ့ဒီမှာပရီးမီးယားလိသွင်းကို189ကိုသွင်းခဲ့ပြီးတော့ကွင်းလင်းကစားမတယောက်ရဲ့ဂိုးသွင်းစွမ်းရည်မှာတမိုင်းတစ်ချောင်းအကောင်းဆုံးတွေကတယောက်ဖြစ်ခဲ့ပါတယ်။ဂျော့ဘီရဲ့လက်ရှိဂိုးသွင်းနှုန်းကလမ်ဘတ်အထွတ်ထိပ်ကာလနဲ့နှိုင်းယှဉ်လို့မရနိုင်ပေမဲ့သူ့ရဲ့လာလာတော့မီခေးရဲ့ခံမှန်းချက်ကိုထောက်ခံပေးခဲ့ပါတယ်။ ဂျော်ဘယ်လင်ကလက်ရှိမှာတော့အသက်16နှစ်ပဲရှိသေးပြီးသူ့ရဲ့ဘောလုံးပွားကအခုမှအစာပိုင်းအဆင့်မှာပဲရှိပါသေးတယ်။ဇန်နာလည်းမှာ85ပွဲလောက်ကစားခဲ့ပြီးတော့တောင်းမမပွဲထက်ကစားခွင့်ရရှိတာမကြသေးတဲ့ကစားမတူးဖြစ်တာကြောင့်သူ့ရဲ့စွမ်းအင်တရာဖွံ့ဖြိုးတဲ့အဆင့်မှာပဲရှိပါသေးတယ်။စန်ဂျမန်နဲ့လမ်ဘာချဲစီမှာ648ပွဲကစားခဲ့ပြီးတော့ပရီးမီးယားလိဂ်ဖလား3ချိန်၊ချန်ပီယံလိဂ်2ချိန်နဲ့တခြားဖလားများစွာရယူနိုင်ခဲ့တဲ့ဂန်ဝင်းကစားမတူးဖြစ်ပါတယ်။ဒါကြောင့်ဂျော်ဘယ်လက်ရှိအဆင့်ကလမ်ဘာရဲ့အထုတ်ထိပ်ကာလနဲ့နိုင်ရှင်မှုမဖြစ်နိုင်သေးပါဘူး။ ကျော်ဖာဘတ်ဆုံးကစားနိုင်တဲ့ကွင်းလယ်ကစားမတူးဖြစ်ပြီးတော့နံပါတ်၈ဘောက်စပောက်နံပါတ်၁၀ attacking midfielder ဒါမှမဟုတ်နံပါတ်၆ defensive midfielder ဖြစ်ပါကစားနိုင်တဲ့သူပါသူရဲ့ကစားပုံမှာဘောလုံးထိန်းချုပ်မှုဖြတ်ပေးနိုင်မှုနဲ့ရှေ့ထက်ပြေးနိုင်မှုတွေပါဝင်ပါတယ်လမ်ဘက်ကတော့ထူးထင်းနံပါတ်၈အနေနဲ့ကိုသွင်းနိုင်စွမ်းနဲ့ဖြတ်ပေးနိုင်မှုမှာထူးကျွန်ခဲ့ပြီးတော့သူ့ရဲ့ကွင်းလယ်ကတိုက်စစ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ကပုံမရင်းချက်ကောင်းမွန်ခဲ့ပါတယ်ကျော်ဖာဘတ်ဆုံးကစားနိုင်မှုကလမ်ဘက်နဲ့ဆင်တူပေမဲ့လမ်ဘက်ကိုသွင်းနှုံးနဲ့ကစားပွဲထိန်းချုပ်နိုင်မှုကကျော်ဖာထပ်ပို့ပြီးတော့ထူးကျွန်ခဲ့ပါတယ်ဒါပေမဲ့ကျော်ဖာရှေ့ဆက်ပြီးတော့အများကြီးတိုးတက်လာအောင်အနေထားမှာရှိပါတယ် ဒီပုံစံတိုင်းသာဆိုရင်နောက်ထပ်တနည်းနည်းလောက်ဆိုရင်ဒေါ်မွန်ကနောက်ထပ်ဘယ်လင်ဂန်တယောက်ကိုပြောင်းရွှေ့ချီယူရိုတန်းရာချီပြီးတော့ထုံရောင်းပြီးထပ်ပြီးတော့အိတ်ဖောင်းတော့မယ်လို့ထင်မြင်ဆမိကြောင်းပါဘိုရာတို့ရောဘလို့မြင်ကြလဲပြောပြခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်